့ဘာကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့တော့ကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်။ lobby တကြက်ကြက်တတိထားဆိုတော့ကျွန်မအရန်တတိထားအမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မမြန်မာဝတ်စုံကြက်ကြက်လေးလေးကျွန်မအရန်ဝတ်တတ်တဲ့သူပေါ့နော်။မြန်မာဝတ်စုံကြက်ကြက်လေးအရန်ဝတ်တာဖြစ်လို့လည်းကျွန်တော်ကြက်ကြက်တတိထားအမယ်။အကယ်၍ဒီထက်ပိုပြီးကြက်သွားမယ်ဆိုရင်လည်းကြက်သေးလေးလည်းပောက်ထွက်သွားနိုင်တယ်လို့အင်းကြီးလည်းပြေသွားနိုင်တယ်ပေါ့နော်။အဲ့ဒါလေးတော့ရှိရပါဘူး။ဘယ်နိုင်ငံရေးအကျဉ်းသားကမှဆော်ကားပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူး။တိုက်ခိုက်ခဲ့တာမရှိဘူး။သို့ပေမဲ့ အကြံဖတ်အားပေးခဲ့မယ်ဆိုရင်တော့အကြံဖတ်အားပေးလို့ရတယ်ဆောင်ရွက်နေမယ်ဆိုရင်တော့ကျွန်တော်တို့လက်ပိုက်ကြည့်ပြီးတော့ငင်ခံနေမှာမဟုတ်ပါဘူး။အဲ့တော့နိုင်ငံတော်ဒေါ်လာပုံကန်တာအကြံဖတ်အားပေးတာကိုဂုံစရာကြီးဆိုပြီးတော့မဲဆွယ်စည်းရုံးလိုက်တယ်။အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေတွေလည်းပဲနိုင်ငံတော်ဒေါ်လာပုံကန်ပြီးအကြံဖတ်အားပေးမယ်အင်အားစုတွေပဲဖြစ်နေမယ်။ဒါလေးတတိပေးရပါ။အဲ့တော့ကိုလူကိုထိန်ပါကိုလူကိုမထိန်မဲနဲ့ဘေးကလူတွေပတ်ပြီးမမဲပါနဲ့ဘေးကလူတွေထိန်ချောင်းပေးနေရပါ။အားလုံးပဲမင်္ဂလာပါခင်ဗျ။ဒီနေ့တော့လူမှုကွန်ရက်မှာအရန်ကိုပောက်နေတဲ့ဗီဒီယိုကလစ်အကြောင်းပြောပြချင်ပါတယ်။ ဟယ်လိုမင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့သတင်းရုပ်တံလေးကိုနားဆင်နေရတာဖြစ်ပါတယ်။လာရှိုးတက်တူကြီးပြန်ဖွဲ့မဲ့သတင်းပေါ့နော်။အဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းပေါ့နော်2ရက်3ရက်လောက်အတွင်းမှာတော့အဲလာရှိုးမှာပဲတခခုဖြစ်တော့မှာလို့လို့နော်ကိုကန်နေပဲချက်ချင်းစစ်ပြင်းစင်နေတယ်လို့လို့ပေါ့နော်။ဒါမျိုးသတင်းတွေအများကြီးထွက်ခဲ့တယ်။အဲဒီကလေးမှာတော့အဖြေရရှင်းသွားပြီပေါ့နော်။အဲမကြခင်ဒါလာမယ့်နိုဝင်ဘာလ24ရက်မှာဒါလာရှိုးတက်တူကြီး ပဲစတင်ပြီးတော့ပြန်လဲပြီးတော့ဖွင့်လင်မယ်ဆိုတဲ့သတင်းလေးကိုဒီကနေ့အညွှန်ပြလာကြတာဖြစ်ပါတယ်။အဲအဲ့တော့တေချာပေါ့လာရှိုတက်ကလေးပြန်ဖွင့်မယ်ဆိုတော့ဒီတိုင်းကတော့အစိုးရတရက်ကတော့ဒီတိုင်းကြီးပေါ့နော်နေမြေဒေသမအေးချမ်းမတည်ငြိမ်ဘဲနဲ့အဲဒီတိုင်းတက်တော်ကြီးတော့ပြန်ဖွင့်မှာမဟုတ်ဘူး။အဲကျမတို့ဒီစစ်ပွဲတွေဖြစ်ခဲ့တဲ့အဲနောက်ချိုးတို့တီဘောတို့ကြောင်ခဲတို့အဲ့ဒီဒေသတွေမှာတော့မှအကြောင်းကြီးပြန်ဖွင့်မယ်ဆိုရင်တေချာလေးအဲနေမြေစိုးမိုးကြီးတေချာလေးဆောင်ရွက်တယ်ပြီးတော့အဲ့ဒီမှာဒါ ဒီအကြောင်းခံသမားတွေထောင်ခဲ့တဲ့မိုင်းကြီးရှိမရှိဒါလေးတခြားလေးစစ်ဆေးတယ်ပြီးတော့မှစိတ်ချရပြီးတခြားပြီးဆိုမှအကြောင်းနေစတင်ကြောင်းနေဖွင့်တာတွေပြီးရင်အဲဒီပေါ့နော်ဒီစိတ်ယုံစေကန်နေပြန်လဲဖွင့်လိုက်တာအဲဒါမျိုးတွေဆောင်ရွက်တာပေါ့အဲ့တော့လာရှုံးမှလည်းကိုတက်တူကြီးပြန်ဖွင့်မယ်ဆိုတော့လာရှုံးနဲ့ပတ်သက်ပြီးတော့ဒါတို့လောတို့လောထွက်နေတဲ့တရင်နေအားလုံးအခြေပြပြီးသားဖြတ်သွားတာပေါ့နော်အဲ့တော့လာရှုံးမှနေနေတဲ့ဒေသခံတွေအနေနဲ့အေးစစ်စစ်နေထိုင်လို့ရတယ်ဆိုတော့အဲ message တစ်ခုလည်းရလာတဲ့တရင်တစ်ပုဒ်ပဲဖြစ်ပါတယ်တရင်ရဲ့အပြည့်အစုံလေးကိုဖတ်ပြပေးချင်ပါတယ်2025 2026ပညာသင်နှစ် နေတင်တဲ့များအားလုံးဘာသာစုံအတန်းစုံဖွင့်သားမှဖြစ်တဲ့အပြင်အကြောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကိုလည်းနိုဝင်ဘာလ18ရက်နေ့ကစတင်ဆောင်ရွက်ပေးနေပြီဖြစ်ပြီးတော့တဲ့လာရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ်မဲ့ဖွင့်ပွဲအခမ်းအနားကိုလည်းနိုဝင်ဘာလ24ရက်နေ့မှာကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်တဲ့နှစ်အတန်ကြာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ရှမ်းမြောက်ဒေသလာရှိုးမြို့ကိုတမတော်ကပြန်လည်ထိန်းချုပ်နိုင်ပြီးတော့ပညာရေးကျန်းမာရေးအစရှိတဲ့ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေကိုဒါအဆင့်လိုက်စီမံချက်တွေဟိုဆောင်ရွက်ပေးနေခြင်းလည်းဖြစ်ပါတယ်ဆိုပြီးတော့ဒါတည်ရင်ဓာတ်ပုံလေးတွေနဲ့တင်ဆက်လာကြတာဖြစ်ပါတယ်ဒီနေ့ကတော့ 20ရက်တောင်ရပြီဆိုတော့ဒါကြောင့်ဝင်ခွင့်လက်ခံဆောင်ရွက်နေရတာ3ရက်တောင်ရှိသွားပြီပေါ့နော်အဲ့တော့24ရက်နေ့ကြာရင်လေဘလရှိုတက်ကတူကြီးဖွင့်နေဖွင့်ဝန်းနေပုံရိပ်လေးတွေလည်းကျမတို့သတင်းတက်ပုံလေးရရဲဆိုရင်တော့ကျမတို့ရဲ့ Telegram Channel လေးမှာလည်းတင်ပေးပါမယ်အဲ့တော့လာရှိုနဲ့ပတ်သက်ပြီးတော့ဒုလောဒုလောဖြစ်နေတဲ့သတင်းတွေကတော့အလုံးဒါဒီဒီသတင်းတစ်ပုဒ်ထဲနေနေပျောက်ပြတ်သွားလောက်ပြီလို့တော့ထင်ပါတယ်အဲ့နောက်တစ်ခါကျတော့ဒီမနေ့ကတော့ပေါ့နော်မနေ့ကတော့ကျမဒီ smoke ပကံဘက်က စမှုပကံဘတ်မှာပေါ့နော်ဒီအကျန်းဖတ်သမားတွေတင်မဲ့ရုပ်ရှင်ရောအကြောင်းလေးနဲ့ပတ်သက်ပြီးတော့သတင်းရုပ်သံလေးပြောလိုက်တာပေါ့နော်ပြောလိုက်တော့ခါကျတော့အိမ်မှာဟိုထိုင်းနိုင်ငံမှာအဲထိုင်းနိုင်ငံမှာအလုတ်သွားနေတဲ့လူတွေအလုတ်သမားကတသက်ပေါ့နော်အလုတ်သွားနေရင်းနဲ့မှအလုတ်လုတ်သွားနေရင်းနဲ့မှအဲ့ထိုင်းနိုင်ငံမှာကြုံခံနေရတဲ့လူတွေကတသက်အလုတ်သမားတွေကအားလုံးကျွန်မကြုံလို့မဆိုလို့ဘူးနော်ဒါပေမဲ့ထိုင်းနိုင်ငံမှာနေပြီးတော့ကိုယ့်ရဲ့မွေးရည်ညီကိုတတ်စာဖောက်နေတဲ့အကျုံစိတ်တဲ့ကျုံတပေါက်တွေကကျမချန်နေကျမရဲ့တက်တော့အကောင့်မှာကွန်မန့်မှာလာပြီးတောက်လျှောက်ဆဲအဒီစကားကိုအပြမှာပဲပေါ့ပြီးတော့ ပါလေထိုင်းထိုင်းနိုင်ငံကဟိုအရီကအာနာမထေဘူးထိုင်းကမြန်မာနိုင်ငံထက်တော့ပိုပြီးတော့အာနာသိမ်းသေးရနော်မြန်မာနိုင်ငံထက်တော့အာနာသိမ်းတဲ့အချိန်ကြီးပိုများသေးရအသတိထားအောင်ညံကြီးလည်းပဲတစ်ခုထိရှိတယ်အဲညံကြီးတစ်ခုထိရှိတဲ့အတွက်ကြောင့်မလို့လို့နိုင်ငံမှာအချိန်ကြီးအာနာထိမ်းတယ်ပြီးစီပဲအဲကျွန်တော်တို့နိုင်ငံကကြာတော့ဘာဖြစ်လဲဆိုတော့အချိန်ကြီးကတက်မလို့အာနာထိမ်းတယ်ညံကြီးနေပါတဲ့သူတွေများတဲ့အတွက်ကြောင့်ဒါကြီးကိုပုံကန်စရာတစ်ခုလို့ထင်မှတ်သွားကြတယ်အရှိတရားကိုလက်မခံနိုင်ကြအောင်ဩသူအာနာထိမ်းမှာပေါ့အေးပေါ့ဟိုမှာမဲခိုးပြီးတော့ဟိုမဲပေးတဲ့မဲပေးရလူကြီးရလေးပုံတစ်ပုံလောက်ကမတမဘူးဖြစ်နေတာဟုတ်မဖြစ်ရှင်းမနေအာနာ လိုချင်နေမှာတော့တက်မတော့အာနာထိမှာပေါ့ဒီလိုမျိုးလေးအမှန်တိုင်းမမြင်နိုင်ဘူးပေါ့နော်မမြင်နိုင်ဘူးအာသူတို့နိုင်ကြတဲ့ဘာလို့မနိုင်လို့အာနာထိနေပါ냐ဒီလိုလေးရှောက်ပြောကြတာပေါ့တကယ်တမ်းဟုတ်လားမဟုတ်လားသိချင်ခင်ဗျားတို့တကယ်ပဲမင်းမတော်အောင်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုအဲ့မှာ website တွေမှာတင်ပြထားတော့ပဲပညာတက်တယ်ဆိုလို့ရှိရင်ဝင်ကြည့်လိုက်ပေါ့နော်အဲ့လိုဖြောင်းကြီးနေမယ်အစားပညာတက်တယ်ထင်ကိုကိုငါဒီငါဒီဉာဏ်ရည် level အဆင့်တန်းတစ်ခုမှရှိရဲလူတယောက်တော့ကိုကိုတတ်မှတ်ထားတယ်ဆိုရင်ပါကြည့်ကြည့်ပါလေ့လာကြည့်ပါအဲ့ website ဒီမှာမင်းမတော်မှုတွေဘာလို့ထိဖြစ်ခဲ့တာလဲဆိုတာဒီခုမှာကိုလေ့လာလေ့လာပြီးတော့ကိုယ့်ရဲ့ဉာဏ်ဉာဏ်လေးလေးနဲ့သူများကို like ဆဲနေပါစာဆဲရင်ဆဲရင်နဲ့ဆင်းရဲသွားမယ်အစားလေ့လာကြည့်ပါ ော်အဲ့လိုလေးပြောချင်တယ်အဲနောက်တစ်ခါကျ iPhone support ပကံနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဒီတော့ကျွန်မနဲ့ဒါတရင်အသေးယူလာလုပ်တယ်အမျိုးသမီးတူပါဘာအသေးလာလုပ်လဲဆိုတော့အမားရ support ပကံမှာတဲ့အဲ့ဒီစကားရှင်တင်မဲ့နေရဦးကျွန်မသိရေပေါ့နော်ဒီနေရာဒီနေရာမှာတင်ပါဆိုတော့သူ့ရဲ့ time location လေးနေနဲ့ကျွန်မကိုလာပြတယ်ဩဟုတ်ကဲ့ပေါ့အဲ့တော့ကျမအမနဲ့တရင်အပေးလို့ရှင်နေဘာဘာပေးလို့မလဲကျမအဲ့ smooth ပကံလို့ရှင်ရုံနေနေကြရင်လေအဲ့ကျမဒါရုပ်ရှင်ရုံကိုလာကြည့်လေဒူလီပေါ့နော်အဲ့တော့ငါတင်းလေးရှိတယ်ပေါ့အဲ့အဲ့တင်းကလူကအဲ့မှာ ဒီ list ထဲမှာရှိတဲ့သူတွေကို record လုပ်ပြီးထားမယ်ပေါ့နော်စီးရင်လေးနဲ့ list လေးလုပ်ပြီးထားမယ်ပေါ့သူလက်မှတ်ဝဲတဲ့သူတွေကိုလည်းသူတို့ရှိမှာ list ကြည့်တယ်အဲ့ scene လေးကိုသူ list လေးကိုပေးမယ်ပေါ့ပြီးရင်အဲ့လူတွေထိုင်းနိုင်ငံအဖေနေရာတွေမှာအလုပ်လုပ်နေကြလဲဘယ်အဆောင်တွေမှာနေနေလဲဆိုတဲ့ဟာလေးတွေအဲ့ list လေးတွေအဲ့ဟာလေးတွေအတို့ပေးမယ်ပေါ့နော်အတို့တော့တစ်ခုပြန်လုပ်ပေးဘာပြန်လုပ်ပေးရမှာလဲလို့ပြောပါလို့ဆိုတော့ရန်ကုန်မှာတဲ့ အဲဒီဒီပေါ့နော် UG အဖွဲ့ဝင်တယောက်ပါဒီဒီ mission လုပ်နေတဲ့ UG ဖွဲ့ဝင်တယောက်တဲ့အဲသူရေးစားပေါ့နော်သူကောင်လေးရှိတယ်တဲ့အဲရှိတော့သူကောင်လေးကသူ့ကိုကမလိန်နေပြီးတော့အခုရန်ကုန်မှာအဲနောက်ထပ်ကောင်မလေးတယောက်နဲ့အတူတူအဲလက်မထပ်ပဲနေနေလို့တော့သူကပြောတာပေါ့နော်အဲဒီလူကိုဖမ်းပေးပါမသူဒီလည်းပဲအဲရခင်တော့ကဒီ PDF တက်ဖွဲ့ဝင်တယောက်ပဲတဲ့ KIC မှာသူတို့တင်တဲ့တက်တော့တက်သွားတဲ့ KIC တက်တာတယောက်ပဲတဲ့ KIC မှာတင်တဲ့တက်သွားတဲ့ PDF တယောက်ပဲပေါ့နော်အဲသူ့ရဲ့ဓာတ်ပုံလေးလာပြလိမ့်စာလေးလာပို့ဒီလိမ့်စာမှာသူနေသူ့ကိုဖမ်းပေးပါဆိုတော့ဟာ okay လာပေါ့ ကျွန်မတော့ဝန်ဝင်ဖြစ်မဲ့အပေးယူမျိုးလေအဲ့တော့ okay ကောင်းပြီညီမလေးသဘောတူတယ်ဆိုတော့အခုတူကတော့ဒါ smooth backend မှာပြမဲ့အဲ့ဒီရုပ်ရှင်မှာလာကြည့်မဲ့သူတွေရဲ့ list တွေကျွန်မကိုပေးမယ်ပြီးရင်အဲ့ list ထဲမှာပါတဲ့သူတွေဘယ်မှာနေလဲဆိုတာကိုသူတိတိတော့ကျွန်မကိုပေးမယ်ပေါ့နော်အဲ့ဒါလေးလည်းရမယ်အဲ့ဒီဟာလေးရရင်လေအဲကျွန်မယူမယ်ပြီးရင်အတူဖမ်းစီခြင်းနဲ့တူတူရဲ့ရည်စားဟောင်းပေါ့နော်အဲ့အဲ့ဒီလိုလည်းကျွန်မတို့ဒါအမြန်ဆုံးအရေးယူနိုင်ရေးဆောင်ရွက်ပါမယ်အဲ့တော့ရှိသူတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်သွားမယ်ပေါ့နော်အဲ့ဒါလေးရှိတယ် ဲ့တော့နောက်တဲ့အကြောင်းအရာလေးတစ်ခုကဘာလဲဆိုတော့ lobby တစ်ချက်တတိထားဆိုတဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့ lobby တစ်ချက်ချက်တတိထားဆိုတော့ကျွန်မအရန်တတိထားအမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မမြန်မာဝတ်စုံချက်ချက်လေးတွေကျွန်မအရန်ဝတ်တတ်တူပေါ့နော်မြန်မာဝတ်စုံချက်ချက်လေးအရန်ဝတ်တာဖြစ်တဲ့အကြောင်းကျွန်မချက်ချက်တတိထားအမယ်အကဲပြီးဒီထက်ပိုပြီးချက်သွားမယ်ဆိုရင်လည်းချက်သေးတွေလည်းပောက်ထွက်သွားနိုင်လို့အင်ကြီးလည်းပြဲသွားနိုင်နေပေါ့နော်အားလေးတော့ရှိရပေါ့ဒါဆိုတော့ကျွန်မတို့ဒီနေ့ပြောချင်တာကဘာလဲဆိုတော့နိုင်ငံရေးသမားတွေလားတော်လိုင်းရေးသမားတွေလားနော်နာမည်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်တိုင်တာဒီ နိုင်ငံတော်တည်ငြိမ်အေးချမ်းတဲ့အရေးဦးကိုကိုကြီးကိုတော့လူတိုင်းသိကြမှာပါသူကမဲဆွယ်စည်းရုံးရင်းလော်ဘီတွေကိုတော်တော်လေးပြက်ပြက်တတ်တာပြောသွားခဲ့တာကိုတွေ့ရပါတယ်။ဘာပြောသွားလဲဆိုတော့ မင်းတို့ကိုစားဖို့ပဲလုံနိုင်ငံရေးကောင်းဆောင်တွေကိုချင်းချောက်မနေနဲ့တတိထားကြတဲ့သူနိုင်ငံရေးလုံလို့ထောင်ကျခဲ့တာတော့အာမနာပဲစော်ကားနေတာကိုပါမချီမငံပြောသွားတာပါတုံ့ပြန်မှုကဘသူစီကလည်းဒီရုပ်တံထွက်လာပြီးပြီးချင်းပဲစစ်တပ်ကိုထောက်ခံသူတဦးဖြစ်တဲ့ဒဇင်ဦးစီကနေဗီဒီယိုတစ်ခုပြန်ထွက်လာပါတယ်သူမကဦးကိုကိုကြီးရဲ့တတိထားဆိုတဲ့စကားကိုစစ်တပ်ကိုပြန်ချင်းချောက်တယ်လို့ယူဆလိုက်တာပါ နောက်ပြီးထောင်ကြဘူးတာကိုဂုံယူနေသူတိုင်းဟာအနာဂတ်မှာတက်မတော်ကိုပုံကံမဲ့သူတွေပဲလို့သုံးသပ်ပြီးသူတို့အနေနဲ့လက်ပိုက်ကြည့်မနေပဲဥကိုကိုကြီးကိုဖမ်းဆီးဖို့အထီးတက်ကိုတိုက်တွန်းမဲ့သဘောမျိုးပြောဆိုလိုက်ပါတယ်ပြောရရင်နိုင်ငံရေးအပြိုင်မှုမှာစစ်တပ်ကိုပါဆွဲသွင်းလိုက်တာလို့ပဲမြင်မိပါတယ်ဒီလိုမျိုးအပြန်အလှန်တုံ့ပြန်မှုတွေကပြည်သက်တွေကိုတော့စိတ်ဝင်စားစေပါတယ်အဆုံးထိနားစင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာ ကိုရအောင်ဝင်ရောက်ရှင်ပြိုင်တာလားဒါဝင်ရင်နိုင်ငံတော်စုပူပုတ်ကန်ပြီးတော့အကြံဖတ်အားပေးလို့ထောင်ချခဲ့တာကိုဂုံယူကြတခုလို့သဘောထားသတ်မှတ်ပြီးတော့မဲဆွယ်နေတာကိုတော်လိုင်းအင်အားစုတွေစုစည်းဖို့ကြံစီနေတာကိုနိုင်ငံရေးလုပ်တယ်လို့ထင်ကြရလားအဲဒါလေးစဉ်းစားဖို့လိုရပေါ့နော်အကျွန်မတို့ကဘယ်နိုင်ငံရေးအကြံသားကိုမှအစောကပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူးတိုက်ခိုက်ခဲ့တာမရှိဘူးသို့ပေမဲ့အကြံဖတ်အားပေးခဲ့မယ်ဆိုရင်တော့အကြံဖတ်အားပေးလို့ရတဲ့ဆောင်ရွက်နေမယ်ဆိုရင်တော့ကျွန်တော်တို့လက်ပိုက်ကြည့်ပြီးတော့ညှဉ်းခံနေမှာမဟုတ်ပါဘူးအဲ့ဒါတော့အခုမှလည်းမဟုတ်ပါဘူးကျွန်တော်တို့2021ဒီဇင်ဘာ ထင်ပါတယ်နော်သူ silent strike ပေါ့နော်အဲဒီ day ပေါ့အဲ့ဒါတွေလုပ်တဲ့ခရေရမှာကျွန်တော်တို့က online မှာဒီအစားဖတ်အပိတ်တွေကိုနိုင်ငံဝန်နဲ့ထမ်းပြီးတော့တိုက်ဖြတ်နေတာအခုလို့ဆိုရင်ကျွန်တော်တို့၃နှစ်ကျော်၄နှစ်ထဲတော့ရောက်လာပါပြီပေါ့နော်ဒါလေးရှိရကျွန်တော်တို့ကဒီလက်ရှိရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ကြမယ်ကိုယ်စားလှယ်တယောက်ချင်းစီတောင်ကျွန်တော်တို့ respect ထားပါတယ်။ဘာကြောင့်လဲဆိုရင်ဒါနိုင်ငံတော်ကတပုံမှန်အချိန်ဒီမှာကျင်းပတဲ့ရွေးကောက်ပွဲမျိုးမဟုတ်ဘဲနဲ့ပုံမှန်မဟုတ်တဲ့အချိန်ကြီးအကြက်သေးတွေအတိုက်ခိုက်တွေဝေဖန်မှုတွေဂျားကနေကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုချင်းချင်းမှုတွေဂျားကနေဝင်ရောက်ရှင်ပြန်ကြတဲ့ကိုယ်စားလှယ်တယောက်ချင်းစီတောင်ကျွန်တော်တို့ respect ထားပါတယ်။ဘာဒီဒီ သူတွေကသူတို့ရဲ့ဒီကနေ့ဆိုကျွန်မရက်ခွေးသွားတာပို့ပြီးတည်တာပါတယ်နော်ပြီးသူတွေကဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့တွေဘာညှော်လင့်လဲလို့မေးလိုက်တဲ့အခါတိုင်းအခါတိုင်းမှာအဲဒီငွေအေးချမ်းတဲ့ဘဝလေးကိုလိုချင်နေတည်တည်ငြိမ်ငြိမ်အေးချမ်းလေးနေထိုင်စားတော့ချင်နေနော်ကိုယ့်ဥစ္စာလေးကိုအေးချမ်းလေးရှာစားချင်နေဆိုပြီးသူတွေအများကြီးပဲချုံမွေးပြောရရင်တို့ဒီငွေအေးချမ်းတဲ့ဘဝလေးကိုပဲတို့လိုချင်တာနိုင်ငံတော်ဒေါ်လာပုံကံပြီးစုပူထားကြမဲ့သူတွေကိုတို့မလိုချင်တော့ဘူးနိုင်ငံတော်အတော်လံပုံကံပြီးစုပူထားကြတဲ့သူတွေကိုတို့လိုချင်မှတော့တို့ဘယ်မဲပေးမလဲဟုတ်တယ်မလားတို့ဘယ်မဲပေးမလဲအဲ့တော့ဟိုမဲပြည်သူတွေကမဲကိုယူပြီးတော့ပြည်သူတွေကမဲကိုလက်ခံကြမဲ့ သူတွေကိုယ်စားလှယ်တောင်းနေအနေနဲ့ကလည်းဆူဆူပူပူလောက်တာကြီးကိုဂုံယူကြာကြီးလို့ပြောပြီးတော့မဲဆွဲစည်းရုံးနေရကြီးကိုကိုမှန်လားမှန်လားကိုအောင်ပြန်တွေးပါကိုလူကိုထိန်းပါနော်အဲ့တော့နိုင်ငံတော်ဒေါ်လာပုံကန်တာအကြမ်းဖက်အားပေးတာကိုဂုံယူစရာကြီးဆိုပြီးတော့မဲဆွယ်စည်းရုံးလိုက်တယ်အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေလည်းပဲနိုင်ငံတော်ဒေါ်လာပုံကန်ပြီးအကြမ်းဖက်အားပေးမယ်အင်အားစုတွေပဲဖြစ်လိမ့်မယ်ဒါလေးတတိပေးရပါအဲ့တော့ခုလူကိုထိန်းပါခုလူကိုမထိန်းမဲနဲ့ဘေးကလူတွေပိုက်ပြီးမမဲပါနဲ့ဘေးကလူတွေကထိန်းချောင်းပေးနေရပါကျမတို့ပြည်သူတွေကိုစားကျမတို့ထိန်းချောင်းပေးနေရပါ ကျွန်တော်တို့ပြည်သူတွေကိုတကယ်အမှန်တကယ်အချမ်းတဲ့ဘဝတွေကိုပိုင်ဆိုင်စေခြင်းနဲ့စိတ်စည်တနာနဲ့ကျမတို့ကထိန်းချုပ်ပေးနေတာဖြစ်ပါတယ်။ဒါလေးသိထားဖို့လိုပါတယ်။နောက်တစ်ခုကကြတော့လေအဲခင်ဗျားတို့အခေါ်ပေါ့နော်။အတက်မတော်အစိုးရကိုအမြင်မကြည့်ဘူးတက်မတော်ကိုအမြင်မကြည့်ဘူးဆိုတဲ့လူလေးတွေ။ဟောအဲ့တော့နိုင်ငံတိုင်းနိုင်ငံသားမှာတက်မတော်ရှိပါတယ်။တက်မတော်မရှိတဲ့နေရာတွေမှာတွားနေပါ။တက်မတော်မလိုလားရင်တက်မတော်မရှိတဲ့တက်မတော်တွေမရှိတဲ့နိုင်ငံတွေမှာခင်ဗျားတို့တွားနေပါ။အဲ့ဒီနိုင်ငံတွေကအကျဉ်းမှာရေကောက်ပွဲကိုခင်ဗျားတို့တွားပြန်ကြပါ။နောက်တက်မတော်ကိုစန့်ကျင်တာကိုဂုံယူစရာတစ်ခုလိုတတ်မှတ်ထားရင်တော့လက်ရှိတက်မတော်အဲလက်ရှိတက်မတော်ရှိနေတဲ့နိုင်ငံတော်မှာခင်ဗျားတို့မနေကြတာပိုကောင်းပါတယ်။ နော်အဲ့အရာလေးလည်းလာပြောတာပါပြီးတော့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့တက်မတော်ကနိုင်ငံတော်ရဲ့အာဏာကိုအရန်လိုချင်တက်မတ်မောင်းနေလို့ထိန်ခဲ့တာမဟုတ်ဘူးအကယ်၍မဲမတပါမှုသာမရှိခဲ့ဘူးဆိုရင်အပြင်အဲ့မဲမတပါမှုတွေကိုသာကောင်းကောင်းမွန်မွန်ဖြေရှင်းပေးခဲ့မယ်ဆိုရင်ဒီလိုတွေအာဏာထိန်းစီရအကြောင်းလည်းဖြစ်မလာနိုင်ဘူးမရှိဘူးเนาะကျွန်မအရင်ကလည်းပြောပါတယ်เนาะတို့2020ခုနှစ် sorry တို့2020မှာတို့ရွေးကောက်ပွဲလည်းအရင်ကြီးစိတ်ဝင်စားဘူးတို့တော့မလုပ်နေလဲဆိုတော့အဲ့မှာမာရဝီစီကဖျားကြီးတဲဖို့စခြင်းကြောက်ကြီးကိုစီမင်းကုန်စိတ်ကန်းကနေပြီးတော့တို့လှည့်အစစ်စစ်လက်အစစ်စစ်နဲ့တဲဖို့ဒါကြီးပဲတို့အလုပ်ရှုပ်နေကြတာ ဒါကြီးပဲအလုပ်ရှုပ်ပြီးတော့တော့ရှောက်ပဲပြီးတော့မှအမမဲမတမမှုတွေဖြစ်တယ်။အမဲပေးတဲ့ဦးရေရဲ့လေးပုံမတပုံမဲမတမမှုဖြစ်တယ်။ဒါမျိုးဖြစ်ရှင်းပြပါဆိုပြီးအချိန်ချင်းအချိန်ချင်းတိုက်တွန်းခဲ့ပြီးတော့အနာမထင်းချင်လို့ကိုပဲအချိန်ချင်းတိုက်တွန်းခဲ့တယ်။နောက်ဆုံးမရဘူး။အဲ့တော့မလို့တော့မချောင်းတာလေသူ့ခမရဝဲထိန်လိုက်ရအောင်။နော်။တို့ကမာတို့စစ်စီတို့ရဲ့နိုင်ငံတော်ရဲ့လေးတို့ရေတို့ညီတို့ကိုကောက်ွယ်ပေးဖို့တော့တို့ပါတို့အချိန်တော့မလောက်ပါဘူး။မအားလာတဲ့ခြားကနေနိုင်ငံတော်အနာမလို့တော့မချောင်းတာတို့ဝင်ထိန်းတော့ရတယ်။အဲ့တော့နောက်တစ်ခုရှိရပါလေဆိုတော့လက်ရှိနိုင်လက်ရှိရွေးကောက်ပွဲကိုတက်မတော်ရဲ့ထွက်ပေါက်လို့ပြောတယ်။တကယ်တော့တက်မတော်ထွက်ပေါက်မလို့ဘူးနော်။ တက်မတော်ဆိုတဲ့အဖွဲ့စည်းကထွက်ပေါက်လို့တဲ့အဖွဲ့စည်းမဟုတ်ဘူးတက်မတော်မှာနိုင်ငံရေးထွက်ပေါက်ရှိစရာမလိုနိုင်ငံရေးထွက်ပေါက်လည်းမလိုအပ်ဘူးကျမနိုင်ငံသားတယောက်ကမိပါသေးရဲ့ဘယ်နိုင်ငံလဲဆိုတော့ကျမထပ်မပြောတော့ပါဘူးရေကောက်ပွဲလုပ်မှာပေါ့တဲ့အဲရေကောက်ပွဲကအဲ့ဒါတက်မတော်အစိုးရရဲ့နိုင်ငံရေးထွက်ပေါက်ပဲဟော no ဒီအစိုးရနိုင်ငံရေးထွက်ပေါက်လို့တဲ့အစိုးရမဟုတ်ဘူးကျမချက်ချင်းဖြေခဲ့တယ်အဲ့ချိန်တုန်းကအဲ့ချိန်တုန်းကကျမချက်ချင်းဖြေခဲ့တယ်အဲ့တော့အကြောင်းလေးကိုလည်းကျမရဲ့အသိမိတ်စီကိုကျမပြန်ပြောပြရတယ်နော်နိုင်ငံနိုင်ငံရေးထွက်ပေါက်လို့တဲ့အစိုးရမျိုးမဟုတ်ဘူးတက်မတော်ဆိုတာလीတက်မတော်နိုင်ငံရေးအာဏာကိုလည်းလိုချင်တက်မှတ်မောနေတဲ့အဖွဲ့အစည်းမျိုးမဟုတ်ဘူးရေကောက်ပွဲတွေလုပ်မှာ အာနာရမပါတီတွေကအစိုးရတရားဖွဲ့ပြီးအုပ်ချုပ်နိုင်တာ၅နှစ်ပဲရှိတယ်။ကျမတို့တက်မတော်ဆိုတာက standard အာမေ ။နော် standard army တို့မှာ standard တစ်ခုရှိတယ်။တို့မှာနိုင်ငံရေးအာဏာနိုင်ငံရေးပါဝါတို့မှာ standard တစ်ခုရှိတယ်။အဲ့တော့တို့နိုင်ငံရေးအာဏာကိုထိုးပြီးတော့လိုအပ်နေစရာဘာကြောင့်မှမရှိဘူး။တို့ကဟာလာလူချင်းတို့ပြည်သူတွေပြည်သားတွေအဲလက်မှတ်တွေထိုးပြီးတော့တက်မလို့ကြီးရဲ့ရောက်ပါအောင်နောက်20လောက်အချုပ်ပေးပါအောင်20လောက်အချုပ်ပေးပါအောင်ဆိုပြီးတော့တော့ထိုးပေးကြီးကအာလုံးချုပ်တယ်။တို့ဒီမှာတို့ရဲ့နိုင်ငံရဲ့မှာရေတို့မြေတို့လေတို့တွေကိုတို့ကာဝန်နေရတဲ့အလုပ်နေတော့မအောင်ခင်ဗျားနိုင်ငံတော်အချုပ်အောင်မှာတို့စိတ်ဝင်စားအောင်ဆိုပြီးတော့ပြန်ပေးမယ်လူမျိုး။အဲ့တော့ကြောင့်လည်းအခုရေတော့ပွဲချင်းဖတာပေါ့တို့တို့ဒါတကယ်လိုချင်နေခင်ဗျားတို့တခါတည်း ကြောက်လိုက်ရမကောင်းတော့တခါတည်းတိမ်းတော့မှာပေါ့တက်မတော်ကတကယ်အာနာငငတ်တက်လိုချင်နေရဆိုရင်တခါတည်းအာနာတိမ်းတော့မှာပေါ့အခုတက်မတော်ဆိုတာနိုင်ငံတော်အာနာလိုချင်နေတက်မတော်မျိုးမဟုတ်ဘူးအာနာငန်းဖမ်းနေတဲ့တက်မတော်မျိုးမဟုတ်ဘူးအဲ့ဒီထားဖို့လိုပါတယ်။အဲအဲ့တော့ဒီနေ့တကင်းရတော့ဒီမှာဒီလောက်လေးပါပဲ။နောက်နေ့ဒီမှာလေဒါထူးခြားတဲ့တဲ့င်းလေးပြီးတော့ပြည်သူတွေတိတိတိထားတဲ့တဲ့င်းကြောင်းလေးတွေကိုထပ်ပြီးတော့ရေဆောင်ခဲ့ပါအောင်မယ်။ဒီမှာသတင်းဥပရှင်